ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ25ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ့်ရေဒီယိုအန်ယူဂျီစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီးရီးသတင်းနေဖြင့်စကိုင်းစီတို့ရမုံငွေရှာဖွေရေးအစီအစဉ်ကိုတော်လံပြည်သူများအားအားဖြည့်ပေးရန် MOD တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ် စကိုင်းတိုင်းအတွင်းကပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအထူးကဲ့အကြဆုံနှဲစေဖို့စကိုင်းစီတို့ရမုံငွေရှာဖွေရေးအစီအစဉ်မှာပါဝင်ခြင်းဖြင့်တော်လံပြည်သူများအားအဖြစ်ပေးကြရန်မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှနှိုးဆော်ထားပါတယ်။အကြံဖက်စစ်တပ်ကိုအထိနာအောင်တိုက်ခိုက်လျက်ရှိသည့်စကိုင်းတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့များကိုကြီးကအုပ်ထုပ်ကြီးကပြားနှင့်ကြီးကဝစ်စုံများထောက်ပံ့ဖို့ရည်ရွယ်၍ စကိုင်းစီတို့ရမုံငွေရှာဖွေရေးအစီအစဉ်ကိုလှုပ်ဆောင်လျက်ရှိတယ်လို့ဖော်ပြပါဗျ။စကိုင်းစီတို့ရမုံငွေရှာဖွေရေးအစီအစဉ်ကိုအောက်တိုဘာလ24ရက်နေ့မှနိုဝင်ဘာလ28ရက်နေ့အထိသတ်မှတ်ထားပြီးအမေရိကန်ဒေါ်လာ3သိန်းခွဲရရှိရန်ရည်မှန်းထားတယ်လို့သိရပါဗျခင်ဗျာ။ဒုတိယစည်းရဲတဲ့နေဖြင့်ဖဲခုံမိုးပြဲနယ်တွင်တိုက်ပွဲများပြင်းထန်နေရာ PNO ပြည်သူစစ်90ကျော်တေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ရှမ်းတောင်ကရင်နီနယ်ဆက်ရှိဖဲခုံမြို့နယ်နောက်ဖက်နှင့်မိုးပြဲမြို့နယ်တွင်တော်လိုင်းတပ်များနှင့်စစ်ကောင်စီ PNO ပြည်သူ့စစ်ပူးပေါင်းတပ်များကြားရပ်ပိုင်းအတွင်းတိုက်ပွဲများပြင်းထန်ခဲ့ရာတိုက်ပွဲများအတွင်း PNO ပြည်သူ့စစ်90ကျော်တည်ဆုံးခဲ့ပြီးဖမ်းဆီးရမိသူများလည်းရှိနေကြောင်း DGI Support Revolution မှဖော်ပြထားပါသည်။အော်တိုဘာလာတတရပတ်အတွင်းဖြစ်ပွားခဲ့သောဖဲခုံမြို့နယ်တောင်စလုံးမြောက်စလုံးကျေးရွာတိုက်ပွဲများအတွင်း PNO ပြည်သူ့စစ်များတည်ဆုံးခဲ့ရခြင်းမှမှန်ကန်ကြောင်း ပါဝင်တိုက်ခိုက်နေသည့်တော်လိုင်းတပ်ဖွဲ့တစ်ဖွဲ့မှတာဝန်ရှိသူကအတည်ပြုထားတယ်လို့သိရပါတယ်။ထို့ပြင်မိုးပြင်းနယ်တိုက်ပွဲများအတွင်ဖမ်းဆီးရမိသောစစ်တုံးပန်းများရှိခဲ့ပြီး KNDF, PNDF, KK, Shantong 2006, 2009, 2009ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းများနှင့်အခြားတပ်ရင်းများပူးပေါင်းပါဝင်တိုက်ခိုက်နေကြတယ်လို့သိရပါတယ်။အော်တိုဘားလ15ရက်ကဖြစ်ပွားခဲ့သောတောင်စလုံးတိုက်ပွဲအတွင် PNO ဘက်မှအကြီးပိုင်းများနှင့်စစ်ကောင်စီစစ်ကြောင်းမှုတို့တေဆုံးခဲ့ကြောင်းသိရပါတယ်။ မိုးပြဲခမရ422တက်တွင်အစည်းအဝေးတွင် ရှီမန်းတိတဲ့ပော့ဆလွန်းနေသုံးဖွဲ့သုံးလန်းခွဲတက်ပါဆိုတာကိုခေါင်းမာပြီးတလန်းနဲ့တက်သွားတာကိုဟိုကရွာကထွက်ကလေးကမြင်နေရပြီးသားပော့ဆလို့ခံရတာလို့စစ်ကြောမှုများစုခံရကြောင်းအောင်မန်းကရင်900ဆေးယုံကလောဆေးယုံနဲ့တင်းချိုင်းများတွင်နိုင်ရည်များပြုတ်လုပ်နေကြောင်းဖော်ပြထားပါတယ်ခင်ဗျာဆက်လက်ပြီး CDF ကံပက်လက်စေဦးစည်းချုပ်မင်္ဂလာဆောင်ပွဲလေးချောင်းတက်ခိုက်ခံရအရက်သားများထိခိုက်ဒေဆုံးမှုများပြားတဲ့တဲ့င်းကိုတင်ပြပေးပါမယ်။ CDF ကံပက်လက်စေဦးစည်းချုပ်ဆလိုင်းအောင်လင်းဤမင်္ဂလာပွဲကိုစစ်ကောင်စီလေတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ အရက်သား၄ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူ15ဦးထပ်မံရှိကြောင်းဒေသခံတဲ့င်းရင်းမြစ်များမှသိရပါဗျ။အော်တိုဘန်လ24ရက်နေ့မနက်ပိုင်း9:00နာရီဝန်းကျင်တွင် ကံပက်လက်မြို့မရက်ွက်နှင့်ဆယ်မိုင်ကုန်းတွင်ကျင်းပစဲမင်္ဂလာဆောင်ပွဲကိုစစ်ကောင်စီလေကြောင်းတပ်ကပထမအကြိမ်ဘုံတစ်လုံးဒုတိယအကြိမ်ဘုံနှလုံးဖြင့်ဇက်တိုက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ထိခိုက်သေးဆုံးသူများတဲ့တွင်အမျိုးသား၃ဦးနှင့်အမျိုးသမီး၂ဦးပါဝင်ပြီးထို့အထက်တွင် NLD လွှတ်တော်အမတ်ဟောင်းဦးစံခင်ဤသားဦးခင်မောင်ရင်လည်းပါဝင်ကြောင်းချင်းတရင်ဌာန VOC ကဖော်ပြထားပါဗျ။ထိခိုက်ဒဏ်ရာရသူ15ဦးထပ်မံရှိပြီးထို့ထဲမှဒဏ်ရာပြင်းထန်သူ9ဦးတို့ပါဝင်ကား ပျောက်ဆုံးသူများရှိနေသေးတယ်လို့သိရပါတယ်။သေဆုံးမှုအရေအတွက်ဒီထပ်မံတိုးလာနိုင်ပွဲရှိပြီးထိုတိုက်ခိုက်မှုသည်စစ်ကောင်စီကဖိတ်စာများကိုစုံစမ်းပြီးရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခြင်းဖြစ်နိုင်တယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီရေကြီးမြို့နယ်တွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာ24ဦးသေဆုံး20ကျော်ဒဏ်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။ AR တိုင်းရေကြီးမြို့နယ်စပင်းရွာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရသာ24ဦးသေဆုံးပြီး20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအာရခမင်းသမီးမီဒီယာကဖော်ပြထားပါတယ်။အော်တိုဘလ23ရက်မနက်ပိုင်းတွင်စစ်ကောင်စီ၏ Jet Fighter လေယာဉ်3စီးဖြင့်စပင်းရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ရာပေါင်900ဘုံနှလုံးပေါင်250ဘုံ3လုံးစုစုပေါင်းဘုံ5လုံးကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုကြောင့်အမျိုးသား20ဦးနှင့်အမျိုးသမီး5ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူ20ဦးကျော်တွင် အမျိုးသား18ဦးနဲ့အမျိုးသမီး3ဦးပါဝင်တယ်လို့သိရပါတယ်။တိဆုံးသူများနဲ့ဒဏ်ရာရသူများတဲ့တွင်ကလေးငယ်များနဲ့တက်ကြီးရွယ်ဦးများပါဝင်နေသည့်အပြင်လူနေအိမ်18လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီဆလင်းကြီးမြို့နယ်တွင်စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်ဒေသခံပြည်သူတသောင်းဝန်းကျင်ဆစ်ဆောင်နေရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အော်တိုဘာလ18ရက်မနက်ခင်းပိုင်းမှစတင်၍ဆလင်းကြီးမြို့နယ်အတွင်းဝင်ရောက်ခဲ့သောစစ်ကြောင်းကြောင့် ေသခံပြည်သူအများအပြားစစ်ဘေးတိမ်းရှောင်နေကြရကြောင်းသခိုင်းပြည်သူဖေးမကူကွန်ရက်မှအတိပေးထုတ်ပြန်ပါတယ်။ယနေ့အချိန်ထိလဲဝမ်ပောင်ရန်စီစီမံကိန်းဝန်ကျင်ကျေးရွာများကိုစစ်ကောင်စီတပ်မှဖြန့်ကျက်စစ်ကြောင်းထိုးမှုများဇက်တိုက်ဆောင်ရွက်လျက်ရှိရာအဆိုပါဝမ်ပောင်ရန်စီစီမံကိန်းဝန်ကျင်ကျေးရွာများမှဒေသခံပြည်သူ9000ဝန်းကျင်ခန့်ထပ်မံစစ်ရှောင်နေရပြီးယခုအချိန်ထိဆိုရင် ဆလင်းကြီးမြို့နယ်အတွင်းယာယီစစ်ဆောင်အရေးအတွက်တထောင်းဝင်းကျင်ခန့်ရှိသွားပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။အရင်ရက်ကစစ်ကြောင်းကြောင့်ရယ်ဒီရက်ပိုင်းစစ်ကြောင်းကြောင့်ရယ်ဒေသခံပြည်သူတထောင်းဝင်းကျင်စစ်ဆောင်နေရပါတယ်။ဒီအတွက်အရေးပေါ်စားနပ်ရိက္ခာတွေလိုအပ်ချက်ရှိနေပါတယ်။ပြီးတော့ကျွန်တော်တို့နယ်မှာကြတော့မီးရှို့ခံထားရလို့ရွှေ့ပြောင်းနေကြရတဲ့ရေရှည်စစ်ဆောင်တွေလည်းရှိနေတယ်။ရေရှည်စစ်ဆောင်တွေအတွက်လည်းစနစ်ကြပြီးထိရောက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအမံတွေလိုအပ်နေပါတယ်လို့ စကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ့စလင်းကြီးမြို့နယ်တာဝန်ခံမှပြောကြားပါတယ်ထို့အပြင်စစ်ကောင်စီအထိုင်းစခန်းများမှလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခြင်းပါရာမော်တာလေယာဉ်များဂိုင်ရိုကော်ပတာများဖြင့်လေကြောင်းတိုက်ခိုက်ခြင်းများလုပ်ဆောင်လျက်ရှိပြီးစလင်းကြီးမြို့နယ်ဒေသခံများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးလိုပါကစကိုင်းပြည်သူဖေးမကူကွန်ရက်တို့ချိတ်ဆက်ဆောင်ရွက်နိုင်မှာကြောင်းအသိပေးထားပါတယ်ခင်ဗျာဆလဘီ အော်တိုဘားလဒုတိယပတ်အတွင်းအလင်းဝင်နှင့်လက်နက်ချခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦးရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။2025ခုနှစ်အော်တိုဘားလဒုတိယပတ်၈ရက်နေ့မှ၁၄ရက်နေ့အတွင်းနိုင်ငံတော်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပြည်သူစစ်များအနက်စစ်သား၁၁ဦးပြည်သူစစ်၆ဦးစုစုပေါင်း၁၈ဦးအလင်းဝင်ပူးပေါင်းခြင်းနှင့်လက်နက်ချစစ်တုံးမှန်းအဖြစ်ဖမ်းဆီးခံခဲ့ရကြောင်းပြည်သူ့ပန်းနိုင်မှတရင်ထုတ်ပြန်ပါသည်။ အလင်းဝင်ပူပေါင်းသူများစုစုပေါင်း73ဦးရှိခဲ့ပြီးတနင်္သာရီတိုင်းမှာ9ဦး၊ကရင်ပြည်နယ်မှာ2ဦး၊စကိုင်းတိုင်းမှာ2ဦးစုစုပေါင်းစစ်သား10ဦးရှိကာအလင်းဝင်စစ်သား10ဦးစလုံးမှာစစ်မှုထမ်းဥရေဖြင့်စုဆောင်ခံရသည့်တပ်သားတွေများဖြစ်တယ်လို့သိရပါတယ်။ထို့အပြင်စကိုင်းတိုင်းမှာပြည်သူစစ်3ဦးအလင်းဝင်ခဲ့ပြီးကချင်ပြည်နယ်မှာစစ်သား2ဦးနဲ့ကရင်ပြည်နယ်မှာပြည်သူစစ်3ဦးစုစုပေါင်း4ဦးစစ်တုံးမှန်းအဖြစ်ဖမ်းဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ ပြည်သူ့ပန်းနိုင်၏ထုတ်ပြန်ချက်အရ2025ခုနှစ်ဇန်နဝါရီလမှအော်တိုဘာလဒုတိယပတ်အထိအလင်းဝင်ပူးပေါင်းသူများနှင့်လက်နက်ချစစ်သုံးပန်းများစုစုပေါင်း2193ဦးအထိရှိခဲ့ပါတယ်ခင်ဗျာယခုနောက်ဆုံးစည်ရဲတဲ့အနေဖြင့်အသက်ပေးလူသွားတဲ့ရဲဘော်များနှင့်ကိုလက်အင်္ကာပေးလူခဲ့ကြတဲ့ရဲဘော်များ၏မိသားစုဝင်များကိုဒုတိယအကြိမ်မြောက်တွားရောက်အလေးပြုခြင်းနှင့်ဂါရဝပြုကြတော့ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် န်ကောခရိုင်တပ်ရင်း6ရဲဘော်များမှ Federal Democracy တိုက်ပွဲအတွင်းမြင့်မြတ်စွာအသက်ပေးလူသွားကြသောရဲဘော်များ၏မိသားစုဝင်များနှင့်ကိုလက်အင်္ဂါပေးလူခဲ့ကြသောရဲဘော်များ၏မိသားစုဝင်များကိုဒုတိယအကြိမ်မြောက်တွားရောက်အလေးပြုခြင်းနှင့်ဂါရဝပြုကတော်ချင်းပြုလုပ်ခဲ့ကြောင်းအော်တိုဘာလ24ရက်နေ့တွင်သတင်းထုတ်ပြန်ပါသည်အသက်ပေးလူသွားကြသောရဲဘော်များ၏မိသားစုဝင်များနှင့်ကိုလက်အင်္ဂါပေးလူခဲ့ကြသောရဲဘော်များ၏မိသားစုဝင်များမှလည်း တော်လရင်အတွက်ဩဝါဒစကားပြောကြခြင်းကြာဆုံးခဲ့ရသောရဲဘော်များ၏အမတ်တရပုံရိပ်များနှင့်အမဲတရိယဂုံယူနေရเจ้าများကိုနှွေးထွေးစွာ ပြောကြားခဲ့ကြပြီးလာရောက်ဂါရဝပြုကရော့လာကြသောရဲဘော်များကိုတတ်နိုင်သမျှအာဟာရအစားအစာများကိုတားရင်သမျှတည်ခင်းကျွေးမွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ဂန်ငေါခရိုင်တပ်ရင်း6ရဲဘော်များမှမြင့်မြတ်စွာအသက်ပေးလူသွားကြသော အာဇာနည်ရဲဘော်များ၏ဂူပိတ်မှန်သို့တွားရောက်ခဲ့ပြီးရဲဘော်များ၏ပေးဆက်မှု တာဝန်ကျေမှုများကိုအစဉ်အမြဲအောက်မေ့သတိရခြင်းအပြင်ဂုံပြုအလေးပြုခဲ့ပြီးရဲဘော်တို့၏ရည်မှန်းချက်ဖြစ်သောစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်ကျဆင်းသည့်အထိကျန်ရှိသောရဲဘော်များမှတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဂတိသက်စာပြုခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စစ်ရေးသတင်းကောင်းလို့ချက်တွေကိုတော့ Radio NUG သတင်းတောက် Khashal ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ